မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက်ဂရိတ်1389ခုနှစ်ငရိုလာဇန်5ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့စောစင်မောပါပထမဆုံးသတင်းအနေနဲ့အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာနဲ့ခင်မွန်းတို့တိုင်ကြားခံထားရတာကြောင့်အယူချိန်မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးနေပြီး၎င်းတို့ကိုယာတူးမှယာယီရနာထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြို့သားညီညွတ်ရေးအစိုးရအယူကြည် ပြည်တော်စုဝန်ကြီးချုပ်ရုံးရှိအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြာနဲ့၎င်း၏ခင်မွန်းတို့အားစစ်ဆေးအရေးယူပေးရန်တိုင်ကြားစာတစောင်းနဲ့ပတ်သက်၍စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးနေပြီး၎င်းတို့နှုတ်ကိုယာဒူးတာဝန်များမှယာယီရနာထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်ရက်စွဲဖြင့်တိုင်ကြားခဲ့တဲ့အဆိုပါတိုင်ကြားစာနိုင်ငံတော်ယာယီတမရပြည်တော်စုဝန်ကြီးချုပ်နဲ့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကရာ CRPH တို့ထံလက်မှတ်ထားခြင်းဖြစ်ပါတယ်။ ီတော်စုဝင်ကြီးချုပ်ယုံအီးမေးတို့တိုင်ကြားစာရောက်ရှိလာခြင်းမရှိတော့လေနိုင်ငံတော်အကြီးအကဲဖြစ်သူယာယီတမရထံရောက်ရှိခဲ့ခြင်းကြောင့်ယင်းကိစ္စကိုဆောင်ရွက်ရန်ပြည်တော်စုဝင်ကြီးချုပ်ကနိုဝင်ဘာလ22ရက်နေ့တွင်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းအမိန့်ကိုထုတ်ပြန်ခဲ့ကြောင်းသိရပါဗါးတိုင်ကြားစာတွင် UNG ဝင်ကြီးချုပ်ယုံအတွင်ဗန်နာငွေအလွဲသုံးစားလုပ်မှုနဲ့စီရီယာဝန်ထမ်းများအပေါ်မတရားဖိနှိပ်မှုများကျွန်းလွန်နေကြောင်းစွပ်စွဲဖော်ပြထားပါဗါးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့်တိုင်ကြားသူများတိုင်ကြားခံရသူများ နှစ်ဖက်တက်တည်တင်ပြမှုများရှိပါကတင်ပြသည့်တက်တည်များတိုင်ကြားမှုနှင့်ပတ်သက်၍စစ်ဆင်ရလိုအပ်သည့်တက်တည်များကိုအမြန်ဆုံးခေါ်ယူစစ်ဆေးမှုပြုလုပ်ရမှာပဲဖြစ်ပါတယ်။ဒါ့အပြင်စစ်ဆေးတွှေ့ရှိချက်များအကြံပြုချက်များကိုဝန်ကြီးချုပ်ထံအမြန်ဆုံးပြန်လည်တင်ပြရန်တာဝန်ပေးအပ်ထားကြောင်းအယူကြီးကထုတ်ပြန်ထားပါတယ်။တိုင်ကြားစာပေါ်လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်ကာလအတွင်းတိုင်ကြားခံရသူဒေါ်ကြည်ပြားနဲ့၎င်းရဲ့ခင်မွန်းတို့ကိုနိုဝင်ဘာလ22ရက်နေ့မှစတင်၍တာဝန်မှယာယီရနာထားကြောင်းသိရပါတယ်။ အယူဂျီစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ပြီးစစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍လိုအပ်သောအရေးယူဆောင်ရွက်မှုများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းအတိအပေးထုတ်ပြန်ထားပါသည်ဆွဆွဲခံရသူဒေါ်ကြည်ပြားကမူအဆိုပါကိစ္စရပ်ဟာပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုသာဖြစ်ပြီးအများအဆုံးခုံရုံးဖွဲ့စစ်ဆေးပြန်၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာတစဉ်တုံ့ပြန်တောင်းဆိုထားပါသည်ခင်ဗျာဆက်လက်ပြီးခင်ဦးတိုက်ပွဲမှာ စစ်ကောင်မရှင်နဲ့ပြူစောတီပူပေါင်းစစ်ကြောင်းဖွဲ့စည်းပုံပြက်ကစစ်ကြောင်းပြုတ်လူနေပါတိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များနဲ့ဖုန်ကြီးဝါတော်ဝါရဲ့ပြူစောတီများပူပေါင်းထားတဲ့စစ်ကြောင်းဟာဖွဲ့စည်းပုံပျက်စီးသွားတဲ့အထိပြင်းထန်စွာတိုက်ခိုက်ခံခဲ့ရကြောင်းဒေသခံစီရေးသတင်းမြင့်များထံမှသိရပါဗျ။အဆိုပါတိုက်ခိုက်ခံရမှုအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များတေဆုံမှုများပြားကလက်နက်များလည်းတင်းစီရရှိခဲ့မိကြောင်းတော်လိုင်းအင်အားစုများထံမှသိရပါဗျ။ ခင်ယူးမြို့နယ်မုံလာရွာမှာတပတ်ကျော်ကြာတက်ဆွဲထားတဲ့စစ်ကော်မရှင်ရဲ့ပြူစောတိပူပေါင်းစစ်ကြောင်းဟာဂျမနီနိုဝင်ဘာလ23ရက်နေ့နံနက်ပိုင်းကအင်အား300ခန့်ဖြင့်ကလုံရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုစစ်ကြောင်းထိုးခြေတက်လာစဉ်ကာကွယ်ရေးတပ်ပေါင်းစုကဂျားဖြတ်ပိတ်ဆို့တိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ကမ်လူကနေထိုးလာတဲ့စစ်ကြောင်းမေအသေးအဆုံးတော်တော်များတယ်။တနက်အလက်80လောက်ရထားတယ်စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိဖြစ်သွားတယ်။အကုန်ပြုတ်လူနီးပါးပေါ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက PSN သတင်းဌာနကိုပြောပြပါရယ်တလိုင်းအင်အားစုများနဲ့စစ်ကော်မရှင်ပြူစောတီပူပေါင်းစစ်ကြောင်းတို့အကြားတိုက်ပွဲရာအချိန်တော်ကြာပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတဲ့နောက်အထိနာလာတဲ့စစ်ကော်မရှင်ဘက်မှချက်တိုက်လေဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရပါရယ်အဆိုပါတိုက်ပွဲတွင်တော်လိုင်းအင်အားစုများဘက်မှအထိကိမ့်မရှိကြောင်းစစ်ကော်မရှင်ဘက်မှတေဆုံးသူနှင့်ဒဏ်ရာရသူများပြားကြောင်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့လူမှုကွန်ရက်ဆံမျက်နှာမှာဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်နေတာဝါတော်ဝစစ်ကြောင်းတော်တော်ထိတာတယ် သူတို့ဘက်ကအသေးများတော့လေချောင်းပစ်ကူလှန်တောင်းနေညနေက jet fighter နဲ့လာပစ်သွားသေးတယ်ထိခိုက်ကမရှိဘူးမကြာခင်တက်ဆိုင်ရာကနေထုတ်ပြန်လာပါလိမ့်မယ်လို့တော်လိုင်းရဲဘော်တူဦးကပြောပါတယ်ကမ်ဘလူခင်ဦးအဆက်ရှိဂျေးရွာများမှာယခုနိုဝင်ဘာလလာဇန်းပိုင်းမှာစပြီးစစ်ကော်မရှင်တက်နဲ့နေမြေကန်ပူစော်တီများပူပေါင်းတပ်ဖွဲ့များထိုးစစ်ဆင်ဝင်ရောက်မှုများပြုလုပ်နေလို့တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်အဆိုပါစစ်ကြောင်းများဖြန့်ခွဲထားတဲ့ကမ်ဘလူခင်ဦးအဆက်မှာဂျေးရွာများဟာ စစ်တပ်နဲ့ပြူစော်ဒီများအထိုင်ချတက်ဆွဲထားတဲ့ကာဘိုရွာအောင်တာရွာရွာတို့နဲ့နှစ်မိုင်မှသုံးမိုင်ဝန်းကျင်သာကွာဝေးပါတယ်။ဒါကြောင့်လက်မဆက်သွယ်ရေးအရာရောနေမြပြန်လဲစိုးမိုးရေးအတွက်ပါစစ်တပ်ကလှုပ်ဆောင်လာနိုင်တယ်လို့ဒေတာတွင်သတင်းများကိုဖော်ပြနေတဲ့ Infinity Group ကတုံ့တက်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့ကလည်းကမ်လူမျိုးနယ်ကာဘိုရွာကနေရင်းတိုက်ရွာဘက်သို့စစ်ကြောင်းထိုးလာတဲ့တမ33လက်အောက်ခံစစ်ကော်မရှင်တရင်များနဲ့ပြူစော်ဒီပူပေါင်းအင်အား102ဦးပါစစ်ကြောင်းဂျာပြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်မရှင်ဘက်မှ15ဦးအရှင်ဖမ်းမိကာတိုက်ဆုံးသူ90ဝန်းကျင်ရှိခဲ့ပြီးအမေတနက်များ G3 drone ခန်းနဲ့ကာပိုင်များအပါဝင်လက်နက်မျိုးစုံ20ခန်းနဲ့ခရယများတင်းစီရရှိခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးဒဇယ်မြို့နယ်ကန်ထုမရွာကိုစစ်ကောင်မရှင်ကညချိန်ဂျက်တိုက်လေဖြင့်ပစ်ခတ်အရသား6ဦးသေဆုံး၄ဦးတံရရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထုမရွာကို စစ်ကော်မရှင်ရဲ့တရဥလေတမ်းမှဂျက်တိုက်လေရင်ဖြင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အမျိုးသား6ဦးသေဆုံးခဲ့ပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့အကြောင်းသိရပါဗျ။ဒဏ်ရာရရှိသူများအနက်2ဦးမှစိုးရင်ရတဲ့အခြေအနေရှိကြောင်းဒေသခံပြည်သူများထံမှသိရပါဗျ။တရဥမှထွက်လာတဲ့စစ်ကော်မရှင်ဂျက်တိုက်လေရင်ဟာယမန်နေ့နိုဝင်ဘာလ24ရက်နေ့ညမနက်တနာရီမိနစ်20လောက်မှာ ဖိုက်တာနဲ့လာပစ်တာဒဇယ်ကိုကြော်ပြီးကျွန်းလာမြို့နယ်ဘက်မှာပတ်ဝဲနေတာအတော်ကြာတယ် ပြီးမှအပြန်ကိုပြစ်သွားတာလို့ကန်ဒူမဒေတာကန်ပြည်သူတို့က PSN ကိုပြောပါတယ်။အဆိုပါဂျက်ဖိုက်တာဟာကျွန်းလာမြို့နယ်ရှိရေရင်ပေါ်တွင်အတန်းချာပတ်ဝဲခဲ့ပြီးနောက်လာယာလန်အတိုင်းပြန်လှည့်ကဘုံသီးနှစ်ကြိမ်ကျဲချတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စေယုံဝင်းနဲ့စေယုံအနောက်ဘက်ကာဘော်ရီယုံမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ပထမတစ်ကြိမ်ကစေယုံအနောက်ဘက်မီတာ90အကွာမှာကွဲတာဓမ္မန်ဆောင်ပျက်စီးသွားတယ်။ဝင်းနဲ့အင်ယာဟောင်းနေရာကအကာတွေပွင့်ထွက်ကုန်တယ်။ ဒုတိယတလုံးကကားဘော်ဒီယုံကိုထိမှန်ခဲ့တာလို့ဒေသခံသတင်းရင်းမြစ်က PSNU ကိုပြောပါရယ်စစ်ကော်မရှင်ကပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့နေ့လယ်ပိုင်းကလည်းမင်းကင်းနယ်လောင်းပြေကျေးရွာအနီးရွှေဖောင်များကိုဇက်တိုက်လေရင်ရဟရင်များဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ရက်သားရွှေဖောင်လုံသား20ဦးကျော်တေဆုံးကရွှေဖောင်များလည်းမီးလောင်ပျက်စီးခဲ့တဲ့ဖြစ်စဉ်များရှိခဲ့ကြောင်းသိရပါရယ်ခင်ဗျာ ရစမ်ညူးစ်ကိုနားဆင်နေကြတဲ့သတင်းရှင်များအားလုံးမင်္ဂလာပါရှင်။ကြေညာစားပြီ။ရစမ်ညူးစ်ရဲ့နိုင်ငံသားတင်းနဲ့နိုင်ငံသားတင်းနဲ့ပြသမှာဖြစ်ပါတယ်။ဒီမှာကတော့မော်ရီလမကတော့မော်ရီလမပထမဆုံးတင်ပြပေးဖို့ရွေးချယ်ထားတဲ့တင်ကတော့ Australia Sydney Matt Smith ကမြန်မာစစ်ဆိုရရဲ့ရွေးကောက်ပွဲကိုအတူရအောင်ဖြစ်ရှုံချပြီးဒေတာလုံချုံရေးကိုချိန်ချောက်နေတယ်လို့သတိပေးတဲ့တင်ဖြစ်ပါတယ်။ ဩစတြေးလျပါလီမန်ရဲ့စီနမတ်ဒင်းစမစ်ဟာမြန်မာစစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာလနောက်ဆုံးပတ်မှာကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲတွေကိုအထူးရရွေးကောက်ပွဲများဖြင့်ပြင်းထန်စွာရှုံချလိုက်ပြီး၎င်းတို့အားဩစတြေးလျနိုင်ငံအနေနဲ့တရားဝင်အသိအမှတ်မပြုရန်တောင်းဆိုလိုက်ပါတယ်။အော်တိုဘလာ28ရက်နေ့မှာစီနေလွှတ်တော်မှာပြောကြားခဲ့တဲ့မိန့်ခွန်အတွင်းစီနေမတ်စမစ်ကမြန်မာပြည်ပခန့်သည့်အခုခါဒေသရင်းလုံခြုံရေးအတွက်ချိန်ချောင်းမှုဖြစ်လာနေတယ်လို့သတိပေးခဲ့ပါတယ် မတ်စမစ်ကလာမယ့်ရွေးကောက်ပွဲများသည်လွတ်လပ်တရားမျှတပြီးယုံကြည်လက်ခံနိုင်ပွဲရရှိမည်မဟုတ်ကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။၎င်းရဲ့အဆိုအရတိုက်ခန့်ပါတီတွေကိုပိတ်ပင်ဖျက်သိမ်းထားပြီးသတင်းသမားတွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးထားကခုခံတော်လှန်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေအများပြားမှာမဲပေးနိုင်မှာမဟုတ်ကြောင်းဖော်ပြထားပါတယ်။၎င်းကအီယူကပွဲများကိုကုလသမဂ္ဂအမေရိကန်ဥရောပသမဂ္ဂနဲ့စင်ကာပူတို့ကဲ့သို့ နိုင်ငံတကာတိုင်ဝမ်ကားပင်လျက်စစ်ကော်မရှင်ရဲ့အာဏာကိုခိုင်မာစေရန်လှုံ့ဆော်သည့်လိန်လယ်မှုအဖြစ်ရှုံချထားပြီးဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။စီနေမတ်စမစ်ဟာမြန်မာနိုင်ငံရဲ့မတည်မငြိမ်မှုသည်ဒုက္ခသည်များနဲ့လူကုန်ကူးမှုများကိုတွန်းအားပေးနေတယ်လို့လည်းသတိပေးခဲ့ပါတယ်။ဒါအပြင်၎င်းကတရုတ်နဲ့ရုရှားတို့ကဲ့သို့သောနိုင်ငံများရဲ့မလူလားအပ်တဲ့ဩဇာလွှမ်းမိုးမှုများဝင်ရောက်လာရန်လမ်းပွင့်သွားစေပြီးဩစတြေးလျပါဝင် Indo-Pacific လုံခြုံရေးအတွက်တိုက်ရိုက်အကျိုးသက်ရောက်မှုများရှိတယ်လို့အလေးနဲ့ပြောကြားခဲ့ပါတယ်။ စေဆွေရဟာ2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းမတွေ့ဝင်လာအောင်ပဲအကြံဖတ်မှုတွေလှုပ်ဆောင်ခဲ့ပြီး2024ခုနှစ်တနည်းအတွင်းလေးချောင်းတိုက်ခိုက်မှုပေါင်း3000ကျော်ပြုလုပ်ခဲ့တယ်လို့လည်း၎င်းကထပ်လောင်းပြောဆိုခဲ့ပါတယ်။ဩစတြေးလျအစိုးရအနေနဲ့ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက်ခိုင်မာစွာရည်တည်ဖို့၎င်းကတိုက်တွန်းခဲ့ပါတယ်။၎င်း၏တောင်းဆိုချက်များတွင်ရွက်ောက်ပွဲများကိုအတိမတ်မပြုဖို့တောင်းဆိုမှုများတွင်ပါဝင်ရန်စေအုစုခေါင်းဆောင်များပေါ်ပြစ်မှတ်ထားပိတ်ဆို့ရည်ရွယ်မှုများကိုအားကောင်းအောင်လှုံ့ဆော်ရန်နှင့် မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့ရပ်ဖက်လူဖွဲ့စည်းများကိုထောက်ပံ့ကူညီမှုတိုးမြှင့်ပေးရန်တို့ပါဝင်ပါတယ်။ Cinema Smith ကနေကုန်းချုပ်အနေနဲ့ဩစတြေးလျသည်မြန်မာပြည်သူများနဲ့တူရည်တည်ကြောင်းမြန်မာပြည်သူများအားဖိနှိပ်မှုများဘက်မှယက်တီခြင်းမဟုတ်ကြောင်းရှင်းလင်းပြသသည့်သတင်းစကားကိုပေးပို့ကြပါစို့လို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ဒင်းစမစ်ဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့လူခွင့်ရေးဆိုင်ရာကိစ္စရပ်များမှာထင်ရှားတဲ့လှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်ပြီး ဩစတြေးလျပါလီမန်တွင်မြမအရေးကိုအစဉ်တစိုက်အသံမြင့်တင်ပြောဆိုလို့ရှိတဲ့ Liberal Party ဝင်စီနေမှတ်တဦးဖြစ်ပါတယ်ရှင်။ဦးဖြစ်ပါတယ်ရှင်။နောက်ထပ်တင်ပြပေးဖို့ရွေးချယ်ထားတဲ့တဲ့ရင်ကတော့ထိုင်းရဲတပ်ဖွဲ့ကတရုတ်ရင်းနှီးမြောက်နှံသူများကြောတောင်းနောက်ခံပြူထားတဲ့တရားမဝင်ချေးငွေကိုရက်ကိုဖျက်သိမ်းပြီးဘတ်3ဘီလီယံအားငွေကြေးခွာချမှုမှသိမ်းဆည်းရမိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ထိုင်းရဲတပ်ဖွဲ့ဟာတရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့လက်ပတ်နေတဲ့တရားမဝင်ချင်းငွေ application 30ကျော်ပါဝင်တဲ့ကြီးမားတဲ့ကွန်ရက်ကိုအာမင်စွာဖျက်သိမ်းနိုင်ခဲ့တယ်လို့နိုဝင်ဘာလ23ရက်နေ့ The Nation သတင်းများအရသိရပါဗျ။၎င်းတို့ဟာတနင်္လာ3000ရာခိုင်နှုန်းအထိအစမတန်တိုးများကောက်ခံကကျွေးရှင်တွေကိုပုံမှန်ချိန်ချောက်လေးရှိတယ်လို့ဖော်ပြထားပါတယ်။ဘိုးဆုံဆိုင်ရေးဖြူတို့ CIB လက်အောက်မှာရှိတဲ့စီးပွားရေးပြမှုနှိမ်နင်းဌာန ECD ဟာ Great Capital ချင်းငွေကိုင်းကိုဖြုတ်ခွဲရန်အတွက်ဘန်ကောက်နဲ့ဥရုံဌာနမှာရှိတဲ့အဆောက်အုံတစ်ခုကိုစီစဉ်ညှိနှိုင်းမှုတွေနဲ့ဝင်ရောက်စီးနင်းခဲ့ရကနေပေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဆိုပါကွန်ရက်ဟာ Beta Chef, Sub Plus နဲ့ Singchuan Mu Broker တို့သောအဓိက platform များပါဝင်ခွင့်ပြုချက်မရှိတဲ့အကများစွာမှတဆင့်လှူဆောင်ခဲ့ပါရယ်။ဆိုအဖွဲ့ဟာတရားမွေချင်းငွေယူသူများအတွက်ဝင်ပြီးစေသောအတုံးတို့များကောက်ခံရုံသာမကပဲကျွေးပြန်စင်ရနောက်ကြတဲ့ချင်းငွေယူသူများကိုလူပုံလဲရှန်ရန်ရန်စီခြင်းနဲ့ချိန်ချောက်ခြင်းများပါဝင် ရန်လိုသောရာဇဝမှုများသည့်နှီးပြူဟာတွေကိုလည်းအသုံးပြုခဲ့ကြောင်းသိရပါတယ်။ကိုရဲရဲ့ဗဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကိုသေးစိတ်စုံစမ်းစစ်ဆေးရမှရှုပ်ထွေးသောငွေကြေးခဝါချမှုကိုတွေ့ရှိခဲ့ပါတယ်။ဘတ်ငွေ3ဘီလီယံကျော်ဟာဆက်ဆက်နေတဲ့ဘဏ်အကောင့်10ခုကျော်မှတက်ဆင့်လည်ပတ်ခဲ့ပါတယ်။ ECD ရဲ့ပြောကြားချက်အရမြန်ငွေတွေကိုတရုတ်နိုင်ငံသားများထိန်းချုပ်ထားတဲ့အကောင့်များထဲသို့ထည့်သွင်းက cryptocurrency digital ငွေကြေးနဲ့ကွန်ပျူတာပစ္စည်းများဝယ်ယူရန်အတွက်အသုံးပြုခဲ့ပြီး၎င်းမှရရှိလာတဲ့ငွေတွေကိုဝယ်ထားရတဲ့ တရားဝင်စည်းစိမ်မှုမှရှောင်ရှားရဲ့ရည်ရွယ်တဲ့နီလန်တစ်ခုဖြစ်ကြောင်းသိရပါတယ်။ဆိုပါစစ်စင်ရဲ့ရလဲ့အဖြစ်ရဲတပ်ဖွဲ့ဟာတန်တရားရှိသူ၁၀ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့အထက်မှာဘက်ငွေ3ဘီလီယံကျော်တန်ဖိုးရှိကွန်ပျူတာပစ္စည်းများနဲ့ cryptocurrency တို့ပါဝင်ပါတယ်။ဆိုပါစုံစမ်းစစ်ဆေးပြီးပိုင်ဆိုင်မှုများသိမ်းဆည်းလိုက်ခြင်းဖြင့်တရားမဝင်ငွေတို့ပေးစားသူကိုရက်ကိုထိရောက်စွာဖြုတ်ခွဲနိုင်ခဲ့ကြောင်းသတင်းတွေရသိရပါတယ်ရှင်။ကျွန်တော်တို့ရဲ့ PSN News မှာတင်ဆက်ပေးနေတဲ့သတင်းတွေကိုတော့ မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာပဲဖြစ်ပါတယ်။ PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းလုံခြုံကြပါစေခင်ဗျာ။